င်္ဂလာပါကျွန်တော်တို့2024ခုနှစ်ဒီမေးခဲ့တဲ့အင်္ဂလိပ်စာမေးခွန်းတွေတည်းဟာဒီ initial letter တွေပြီးထားပြီးတော့ collectively ဖြည့်ဆွဲရတဲ့လေ့ကျင့်ခန်းတွေကိုကြည့်ကြည့်အောင် or introduction တော့ဒီလိုပဲပြီးထားမယ် complete the sentences with the appropriate words ဝတ်ကြတွေကိုတင့်တော်တဲ့စကားလုံးတွေနဲ့ဖြည့်ဆွဲပေးရမယ် the initial letters are given အစစလုံးတွေကိုပြီးထားမယ်ဒါထုံးစံတိုင်းပဲပေါ့ဟော number 1က covid 19 is end blank disease caused by the SARS-CoV-2 virus အဲ့တော့ COVID-19 ဆိုတာက SARS-CoV-2 virus ဒီ virus ဒီပေါ့သူကနေပြီးတော့ဖြစ်စေတဲ့ blank ရောဂါတစ်ခုပါအဲ့တော့ i နဲ့စပြီးထားစမ်းလာကြည့်အောင် covid ဆိုတော့တောင်းနေတယောက်ဘာဖြစ်ကြတာလဲကူးဆက်ကြတာလीဒါဆိုရင်ဒီလိုမျိုးကူးဆက်တဲ့ယောဂါလို့ပြောရမှာပေါ့ကူးဆက်တာကိုဘယ်လိုခေါ်လဲ infectious to ခေါ်ပါတယ်ကူးဆက်တာကိုเนาะအဲဆိုတော့ဒီဥစ္စာအတွက်တင်ရတဲ့စကလုံးက infectious ဖြစ်ရမယ် I N F E C T R O U S. Infectious disease care. Two, Nini was a black to land that she had passed the exam with all distinctions. Nini ga, Nini ma lounge or a tiyabo. Nini was blank to learn that, tiyalo blank to learn. ဘလို့သိရတာလေ the cheapest the exam which all distinctions ဂုံတူးတွေအားလုံး ਨੇ ဘာသာစုံဂုံတူးနဲ့เนาะဆောင်ဘွဲအောင်တယ်လို့သိရတော့ blank ဖြစ်သွားတယ်အဲ့တော့တကယ်တော့အဲ့လိုမမျှော်လင့်ထားဘူးကဲ၄ဘာသာ၅ဘာသာစသဖြင့်လူမျိုးမျှော်လင့်ထားမှာပေါ့အဲ့မှာဘာသာစုံဂုံတူးနဲ့အောင်တယ်လို့လည်းသိလေသိရပါဘောဘာဖြစ်သွားလဲဟာဟုတ်ပါမလားပေါ့အန်အော်ရတဲ့သဘောမျိုးဖြစ်ဟုတ်ပြီနော်ကဲဒါဆိုရင်အဲ့လိုမျိုး an order ကိုဘယ်လိုခေါ်လဲဆိုရင် an order ကိုပြောတဲ့ခါကျ surprise tribute ကိုစဉ်းစားမှာပေါ့ဒါနဲ့ तू စပြီးထားတဲ့စကားလုံးက a ပါ ဲ့တော့ surprise နဲ့အဓိပ္ပာယ်တူတယ်နော် very surprise နဲ့အဓိပ္ပာယ်တူတယ်ဟော a နဲ့စတဲ့စကားလုံးစဉ်းစားမယ်ဆိုရင် amazed စာထဲမှာပါမယ်ဆိုရင် amazed တဲ့စကားလုံးလေးသုံးလို့ရနော်ကဲနောက်တစ်ခုကဒီကိုယ့်ကိုဆက်ဆက်ပြီးတော့စဉ်းစားမယ်ဆိုရင် astonished တဲ့စကားလုံးလေးဒါ an awe တဲ့သဘောပဲနော်ဒါကြောင့်မလို့ကိုကနေပြီးတော့ amazed မထဲပဲနဲ့ astonished ထဲလေရ။သူလည်း very surprised တဲ့ပဲရတာ။ astonished astonished ဒါလည်း very surprised အဲ့တော့ amazed astonished ဒါလည်းအဆင်ပြေရထည့်လို့ရတယ်ကိုယ့်ရဲ့ဒီ textbook အရာဆိုတော့ amazed စကားလုံးလေးတွေ့ရမှာပေါ့နံပါတ်3 diseases such as cholera diarrhea dysentery typhoid and polio are caused by blank water and poor sanitation အဲ့ diseases ဆိုရင်ရောဂါတွေဥပမာလေးပြမယ်နော်ဗာရိတ်ကက်တူလဲ such as cholera ကာလာဝမ်ယောဂါတို့ဒိုင်ယာရီယာဝမ်ရှော်တာဒစ်စင်ထရီဝမ်ခိုက်တာတိုက်ဖိုက်တာဥရောငန်းပြပေါ့နော်တိုက်ဖိုက်တွေပြီးတော့ပိုလီယိုအဲ့ဒါတွေဟာ are caused by blank water blank ရေတောင်မလို့ဖြစ်စီပြီးတော့ and poor sanitation ညံဖြင်းတဲ့ဒီမိန်လာစနစ်ပေါ့နော်ရေစိုးနှုတ်စနစ်ဒါကြောင့်မလို့လေဖြစ်ပါတယ်။ဟုတ်ပြီဒါဆိုရင်တန့်ရှင်းတဲ့ရေ clean water ကြောင့်ဖြစ်နိုင်ဘူးလေတန့်ရှင်းတဲ့ရေဆိုတော့ဒီယောဂါတွေပဲဖြစ်စီပါဒါဆိုရင်ညဉ့်ဉန်းတဲ့ရေပေါ့ ဟုတ်ပြီနော်ညဉ့်ညနေရေဆိုတော့သူ့မှာ NDA ရှိတဲ့ဓာတ်ပစ္စည်းတွေပါဝင်နေရတခြားဥစ္စာတွေပါဝင်နေရဒီလိုမျိုးညဉ့်ညနေဥစ္စာမျိုး C နဲ့စတဲ့စကလုံးကဘာဖြစ်တယ်လဲ contaminated ဖြစ်တယ်မှာဟုတ်ပြီနော် contaminated အဲ့တော့ C O N T A M I N A T E D contaminated water ကြောင့်လို့ဖြစ်တာပါ number 4 the waiter asked are you blank with my services အဲ့တော့ waiter နဲ့မိတယ်ကျွန်တော်ရဲ့ဝန်ဆောင်မှုတွေကို blank ဖြစ်ပါသလားအဲ့တော့ဘာဖြစ်မလဲဝန်ဆောင်မှုပြီးတဲ့အခါမျိုးတိုင်းကျင့်တာရှိမယ်မကျင့်တာရှိမယ်လीအဲ့ဆိုသူမိတဲ့ဥစ္စာကဘာမိတာဖြစ်မလဲဝန်ဆောင်မှုတွေကိုကျင့်မှုရှိပါသလားကျင့်အားရမှုရှိပါသလားဒီလိုမျိုးပဲမိမှာပေါ့အဲ့တော့ကျင့်အားရတော့စင် please လို့ဆိုစကားလုံးတော့သူက which နဲ့တွဲသုံးလို့ရှိရနော်အဲ့တော့ please with ဆိုရင်ဒါတင်တော်တယ်အဲ့တော့ which ပြီးဟာပြီးသားဖြစ်ကြမှာ please ထည့်ထည့်ရအောင် pleased. Number five, the queen buried all her blank in the garden. The ဘီယမကမိဖုရားကြီးကသူ့ရဲ့ blank နေအားလုံးကိုเนาะဥယျာဉ်ထဲမှာမြုပ်နှံခဲ့တယ် buried ရမြုပ်နှံခဲ့တာပေါ့အဲ့တော့ဘာတွေကိုမြုပ်နှံမလဲ trees တွေလားတည်နေဆိုင်ရဆိုပြီးတော့အဲ့လိုမျိုးတော့ pocket စဉ်းစားလို့မရအောင်เนาะတစ်ပင်တွေဥယျာဉ်ထဲမှာမြုပ်တယ်ဆိုတော့အထိပ္ပယ်မရှိဘူးပဲမြုပ်နှံအဲ့ဒါဆိုရင်ဘာတွေမြုပ်တာဖြစ်မလဲမြုပ်တဲ့ခါကျတမိုးရှိတဲ့ဥစ္စာတစ်ခုခုမြုပ်တာဖြစ်မှာပေါ့တည်နေဆိုင်ရတမိုးရှိတဲ့ဥစ္စာဆိုရင်ဘာဖြစ်နိုင်လဲ ယတနာပေါ် treasure အဲ့မှာ treasure ကယတနာတွေတမှုရှိတဲ့ဥစ္စာတွေအကုန်လုံးကိုပေါင်းစုတဲ့အနေနဲ့ဟို group အနေနဲ့ပြောမှဆိုင် encounter venom မှာ estate ရမလို့ဒါပေမဲ့ဟိုတမှုရှိတဲ့ယတနာတွေတခုချင်းအနေနဲ့ပြောမှဆိုင်တဲ့ estate လို့လည်းရဒါကြောင့်မို့ encounter venom နေနေရော counter venom နေနေရောသုံးလို့ရတဲ့အတွက်ကြောင့်မလို့ treasure က estate လေးရတယ် s မထည့်လေးရပါ number through blank electrical energy, we should replace all our fluorescent bulbs with LED bulbs. Uh, this is why in blank the poor address. နော်အဲ့တော့ we should replace all our fluorescent bulbs ဒီမီလုံးတွေပေါ့ကိုပုံမှန်သုံးနေတဲ့မီလုံးတွေအဲ့ဒါတွေကို LED မီလုံးတွေနဲ့အစာထိုးသင့်ပါတယ်အဲ့တော့ပုံမှန်မီလုံးတွေဆိုရင်အားကုန်တယ်လေနော်မီတာတက်တယ်ဟောလက်စစ်ကုန်တယ်ကြတော့ဆိုသူ့ကို LED မီလုံးတွေနဲ့အစာထိုးရမယ်ဆိုတဲ့ကိုကလက်စစ်ဆွဲအင်ကို ပို့ပြီးတော့เนาะအတုံးဆွဲမှုကိုပို့ကုန်အောင်တုံးဆွဲဖို့လားမဖြစ်နိုင်ဘူးเนาะအဲ့တော့ဟိုမှာကိုယ်စဉ်းစားတဲ့အခါကျစီနဲ့စားတဲ့အခါကျ consume လို့ပါတော့တုံးဆွဲတဲ့ဘာညာအဲ့လိုမျိုးတွေစဉ်းစားမိတတ်တယ်တကယ်အနောက်ကစကားအဆက်ဆက်နဲ့ကြည့်လိုက်တဲ့အခါမှာ fluorescent bulbs တွေကို LED bulbs တွေနဲ့အစားထိုးတဲ့ဆိုတော့သူ့ကိုကိုကနေပြီးတော့ဘာဖြစ်ဖို့အတွက်တုံးတာဖြစ်မလဲဟိုထိမ့်သိမ့်တဲ့သဘောမျိုးပေါ့ကြာရှိခံအောင်ထိမ့်သိမ့်တဲ့သဘောမျိုးဒါမျိုးကိုကိုကနေပြီးတော့ conserve တဲ့စကားလုံးတွေတုံးပြီးဖြေကမှာအဖြေအတင်းတော်တဲ့ဥစားရ ဟုတ်ပြီနော်အဲ့တော့တခုခုထိန်းသိမ်းတဲ့သဘောကြာရှည်ခံအောင်ထိန်းသိမ်းတဲ့သဘောဒါမျိုးဘယ်လိုခေါ်မလဲ conserve လို့ခေါ်ပါတယ်နံပါတ်7 our math teacher always provides a blank explanation of how to solve the problems our math teacher သူရဲ့သင်ချာဆရာက always provides a blank explanation blank ရှင်းပြချက်ကိုအမြဲတမ်းပြီးတယ် of how to solve the problems ဒီပြဿနာတွေကိုဘယ်လိုဖြေရှင်းရမလဲဆိုတာကို blank explanation နဲ့အမြဲတမ်းပြီးပါတယ်အဲ့တော့ကိုယ့်ရဲ့ textbook ထဲမှာပါတဲ့စကားလုံးကိုသုံးမယ်ဆိုတာ clear cut clear cut တိကျရှင်းလင်းတဲ့ရှင်းပြချက်တွေတော့မဟုတ် yodanan ရှင်းလင်းတဲ့ဆိုရယ် clear explanation ဆိုရယ်မရနိုင်ဘူးလားရနိုင်တာပေါ့ c l e a r clear လေးရတယ်ဟိုကိုယ့်ရဲ့ textbook ထဲမှာပါတဲ့စကားလုံးမှတ်မိတယ်ဆိုရင်တော့ clear cut တော့ Number 8, your blank feelings will be relieved if you hang out with friends or spend time with your family. အဲ့တော့ကိုယ့်ရဲ့ blank ခံစားချက်တွေက will be relieved လွတ်သွားမယ်ပေါ့လွတ်လိုက်ခြင်းခံရမယ် if you hang out with friends or spend time with your family တငယ်ချင်းတွေနဲ့ကိုကနေပြီးတော့ဟိုအချိန်ကုန်ဆုံးလိုက်မယ်ဆိုရင်အပြင်နေပါထွက်ပြီးတော့အချိန်ကုန်ဆုံးလိုက်မယ်ဆိုရင်ဒါမှမဟုတ်မိသားစုတွေနဲ့အချိန်ကုန်ဆုံးမယ်ဆိုရင်ကိုယ့်ရဲ့ blank feelings တွေကဒါထွက်သွားမှာပဲเนาะလွတ်သွားမှာပဲပေါ့ okay feelings ဆိုတဲ့နောင်းကိုအထူးပြုမှာမလို့ तू က active တခုဖြစ်ရအတငယ်ချင်းတွေလည်းဒီလိုမျိုးအပြင်ထွက်လိုက်တဲ့အခါမှာမိသားစုနဲ့အချင်းကုန်ဆုံးတဲ့အခါတိုင်းဘလို့ခံစားချက်တွေထွက်သွားနိုင်မလဲစိတ်ဖိစီးတဲ့ခံစားချက်တွေဖြစ်မှာပေါ့ဟုတ်ပြီနော်အဲဒါဆိုရင်စိတ်ဖိစီးသောဆိုတဲ့ active ကဘာတူတော့ stressful ပေါ့အဲဒါကြောင့်မလို့ stressful ဖြစ်မယ် number 9 not only officers but also the staff perform their assigned duties blank are not only officers but also the staff အရာရှိတွေတမကဝန်ထမ်းတွေလည်းပဲ staff ရောဝန်ထမ်းပါเนาะတယောက်တည်းဆိုလဲဝန်ထမ်းတယောက်တည်းဆိုလဲ staff ပဲအများဆိုလဲ staff ပဲအရာရှိတွေတမကဝန်ထမ်းတွေလည်း perform their assigned duty ဆိုသူတို့ရဲ့တာဝန်သတ်မှတ်ထားတဲ့အလုပ်တွေပေါ့เนาะတာဝန်ကျတဲ့အလုပ်တွေကို blank လုပ်တယ်အဲ့တော့တာဝန်ကျတဲ့အလုပ်တွေကိုဟိုကေယောကမယ်လုပ်တာမျိုးမဟုတ်ဘူးမတိလိုက်မတိပါတာမျိုးလုပ်တာမဟုတ်ဘူးဘယ်လိုဖြစ်မလဲတာဝန်တိတိနဲ့လုပ်မှာပေါ့ဟုတ်ပြီနော်ကဲဒါဆိုရင် တာဝန်ကျတဲ့အလုပ်တွေကိုတာဝန်တိတိနဲ့လုပ်မယ်တာဝန်တိတာကို conscientious လို့ပြောပါတယ်အဲ့တော့ဒီညမှာက perform ကိုအထူးပြုတဲ့စကားလုံးဖြစ်ရဟုတ်ပြီနော် perform ကိုအထူးပြုတဲ့စကားလုံးဖြစ်ရမယ်အဲ့တော့ပုံမှန်အတိုင်းဆိုရင်ကိုကနေပြောတဲ့ခါကျတော့ subject verb object ရဲ့အနောက်မှာတခုထည့်ရမယ်ဆိုရင်ဒါ adverb ဖြစ်ဖို့များတာပေါ့ not only officers but also the staff ကဒါ subject verb က perform they are assigned duties က object နောက်ကဥစ္စာက adverb လေးတစ်ခုစင်ကအဲ့တော့ဘယ်လိုလုပ်တလဲတာဝန်သိစွာနေပေါ့ဒါကြောင့်မလို့ conscientiously လို့ခေါ်ထည့်ရ C O N S C I C O N S C I E N T I O U S L Y conscientiously C O N S C I E N T I O U S L Y conscientiously Okay, the last one. The foods that contain blank fat are bad for us. Blank အော်ပါတဲ့အစီရပါတဲ့အစားအသောက်တွေကတို့အတွက်မကောင်းဘူး။အဲ့တော့အစီနဲ့ပတ်သက်ပြီးပြောတဲ့ခါကျရင်ပြေဝစီလိုမပြေဝစီလိုဒီလိုမျိုးတွေပြောရမလား။ပြေဝစီကိုအင်္ဂလိပ်လိုဘယ်လိုခေါ်လဲ? saturated fat လို့ခေါ်တယ်။ပြေဝစီနော် saturated အဲ့တော့ S A T U R A T E D ဆိုတဲ့စကားလုံးထည့်ပေးရအောင်။ saturated fat မပြည့်ဝစီဆိုတော့ unsaturated fat ဒါနဲ့ unsaturated fat တွေကတော့ကျမရဲ့အတွက်ကောင်းတယ်အခုဒီမှာကျမရဲ့အတွက်မကောင်းတဲ့ဥစ္စာပြောတာဆိုတော့ saturated fat ဒါလေးသုံးပြရပါဘူးဟုတ်ပြီနော်အဲ့တော့အဖြေလေးတစ်ချက်ပြန်တိုက်ရအောင်ဒီမှာတော့ text root ထဲမှာပါတဲ့စလုံးလေးတွေကိုပဲအဓိကထားပြီးပြထားတယ်ဟိုတခြားဖြစ်နိုင်တဲ့ possible answers တွေကိုတော့အရှိမရှင်းပြထားတယ်နော်အဲ့တော့ number 1ဆိုရင် infectious 2 amage 3 contaminated 4 pleached 5 treasure or treasures 6 6 conserve 7 clear cut 8 truffle 9 conscientiously 10 saturated ဒါလို့ဆိုရင်ဒီ initial letters တိပြီးထားတဲ့အဲ့ဒီဒီ completion exercises တွေကိုကောင်းကောင်းနားလည်ပြီးလို့ထင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်